Hello အားလုံးပဲမိင်္ဂလာပါဘူပေါ်မှာချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့နောက်နေ့မှာဆိုလို့ရှိရင် Inter Milan နဲ့ကျွန်တော် PSG တို့က Champions League ဘောလူပဲဖြစ်ကျွန်တော်တို့ရှင်ပိုင်ကစားတော့မယ်ဆိုတော့ပြိသက်တွေကျွန်တော်တို့မြန်မာပြည်ကပြိသက်တွေအများစုတိတ်ပြီးတော့အာမပေးကြတဲ့အသင်းတင်းတခြားပြောတာမဟုတ်ဘူး Premier League အသင်းတွေတို့ Spain La Liga အသင်းကြီးတွေတို့မပါတဲ့အခြေအနေမျိုးမှာအမှန်ကန်အားပေးကြတာမျိုးတော့မရှိဘူးသို့တော်လည်းပဲဒီနှစ်သင်းက ကျွန်တော်ပြည်သက်တွေအများစုစောင့်ကြည့်ရမယ့်နေရာပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပထမဆုံးဆိုသလို Champions League Final မှာဟိုတင်းကိုပို့ပြီးတော့နိုင်စီချင်းနဲ့ဒီပိုဒီတင်းကိုပို့ပြီးတော့နိုင်စီချင်းနဲ့ဆိုတော့စိတ်မရှိဘဲနဲ့အာဘယ်တင်းရမယ်တကယ်ပူကောင်းမလဲဘယ်တင်းရမယ်တကယ်ရသွားမလဲဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဖုံဖုံမချန်ချန်နေမှာဒီ Champions League Final ကို watch လောင်းကျွန်တော်လုပ်သွားဖို့ကျွန်တော်ရှိပါတယ်လာပြီးတော့ join ရဖို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ညီကတော့ဘယ်အတင်းဖလားရသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်ပထမဆုံးကျွန်တော် Inter Milan နဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ီပြပြတဲ့ဆီမြူနီအင်ဇာဂီအတွက်တော့ချန်ပီယံစိတ်ကိုနီပြအနေနဲ့နီပြဘဝအနေနဲ့ပထမဆုံးပေါ့နော်ယူနိုင်ဖို့အတွက်အခြေအနေရှိနေတယ်ပေါ့လေကျွန်တော်မန်ချက်စတာစီးတီးကိုလွန်ခဲ့တဲ့နှစ်တည်းကဘောလူပွဲတီးသူတို့ဒါရှင်ကစားချီမီယိုတွေ့ခဲ့တယ်အဲမဲ့တို့မန်ချက်စတာစီးတီးကိုသူတို့ရှုံးနေခဲ့ရတယ်ဆိုအဲ့ဒီဒီမှာသူတို့ပထမဆုံးပြန်ပြီးတော့ဖိုင်နယ်တက်တယ်တော်တော်ကိုဒီနှစ်ပိုင်းအတောအတွင်းမှာတိုးတက်မှုကြီးအများကြီးရှိလာတဲ့အသင်းမှာအင်တာမီလန်ကဆိုအဲ့လိုမျိုးဆိုတော့အင်တာနီနဲ့ ဟိုအရင်ရေပန်းစားပါတယ်ဆိုတော့ဘာစီလိုနာတို့လိုအတင်းမျိုးတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒီနှစ်ကြော်ပေါင်းပေါ့နော်အဝေးခွင်မှာတည်ရကြားတယ်အိမ်ခွင်မှာနိုင်အောင်ကစားပြီးတော့ရအောင်တက်လာတယ်ဆိုတော့အင်တာဟာတော်တော်ကို defensive ရအင်မတန်ကောင်းတယ်လို့တိုက်စစ်နှစ်ယောက်ကလည်းအရန်ကောင်းပြီးတော့ကွင်းလေမှာလည်းတော်တော်ကိုမာတဲ့အတင်းမှာဆိုတော့စင်ကြီးစနစ်ပိုင်းတူးချင်းအကြီးချင်းပိုင်းနေအများကြီးပိုကောင်းနေ PSG နဲ့သူချင်းကစားမှာဆိုတော့ အင်တာတွက်ကဒီယာကတော့ဖလားယူနိုင်ဖို့အတွက်တော့အချီနေတော့သူတို့မှာပုံပြီးတော့ရှိရလို့ထင်တယ်။ဒါပေမဲ့ဗျာဂိုးသမားဆိုလို့ရှိရင်လည်းလက်ရှိတော်တော်လေးကောင်းနေတဲ့ရန်ဆုံးမားလိုဂိုးသမားတွေပြီးလို့ရှိရင်ကျွန်တော်အနေနဲ့နောက်တန်းမှာဆိုလို့ရှိရင်ဘာစတူနီတို့တအားကိုကျွန်တော်ကောင်းနေတာဒီတရားဒီလုံးဘာစတူနီတို့ကွန်စစ်စတန့်ဖြစ်ဖြစ်ကျွန်တော်ကောင်းပြနေတာဒါအပြင်ကျွန်တော်အစာဘီတို့လိုကစားမတွေအသက်ကြီးလျားပြီးမယ်လို့ပေါ့နော်အသက်ကြီးလာပြီးမယ်ဖိုင်နယ်ကိုရောက်ဖို့အတွက်အီတလီဘာသာအင်တာမီလန်အတွက်ဂိုးဒီပါတွေတွင်းပြီးတော့ ေတင်ရှင်ဖြစ်ခဲ့တာနောက်တက်မှလည်းတော်တော်ကိုအတွေ့အကြုံရှိကောင်းထားတာဆိုတော့ဒါအပြင်ပေါ့နော်ကျောဝင်းဘက်တီမှလည်းဖက်ဒရီကိုဒီမာကိုတို့ဒန်ဖရီတို့လိုမျိုးတအားကိုအတက်ဆင်းကောင်းတဲ့ကစားမားတွေအချက်ချင်းဝင်းဘက်တီဝင်းနေမှလည်းပဲအတက်ကြီးတဲ့ကစားမားတွေဖွဲ့စည်းထားတယ်ဆိုပြီးမဲ့တယ်လို့ပေါ့နော်ဘာရဲလာတို့လိုကစားမားတွေအတက်ကြီးပြီမဲ့လို့အတွေ့အကြုံပိုင်းရတအားကိုကောင်းပြနေတဲ့ကစားမားတွေနဲ့ကွင်းလယ်မှာလည်းသူတို့ဟာအတိုင်းအတာတစ်ခုတည်း physical ဘိုင်းမှာကိုတော်တော်ကိုအားကောင်းတဲ့အတင်းမှာတိုက်စစ်ကတော့ဘယ်လိုပြောရလဲ market student တို့ပေါ့နော်ပြောလို့ချင်း lotaro martinez တို့လိုမျိုး တကယ်ကိုပြောရဒီ on the on the ball မှာ on position မှာရော out of position မှာရောတော်တော်ကောင်းတဲ့အသင်းကစားမားတွေနဲ့ဖွဲ့စည်းထားတာအင်ဇာဂီတွေ့တော့ပါနော်ခန်စစ်ကြည့်လေအောင်ကစားမယ်ပြီးလို့ရှိရင် counter attack တွေနဲ့ကစားမယ်ဆိုတော့လက်ရှိရှင်ပြန်ရမယ် PSG ရဲ့ philosophy PSG ရဲ့ကစားဟန်နဲ့လုံးဝဆန့်ကျင်ဘက်ပါကျွန်တော်ဘာစီနဲ့ကစားမယ်ပွဲနဲ့ဆင်းတယ်ဘာစီရဲ့ဘက်ကလည်း high position နော် position နဲ့ကစားတယ်ပြီးလို့ရှိရင် high defensive line နဲ့ကစားတယ် inter ရဲ့ဘက်က champion ကြီးနဲ့ကစားတယ် set piece တွေကိုအသုံးချဖို့ကြိုးပမ်းတယ်ဒီလိုမျိုးနဲ့သူတို့သွားမှာ တော့လက်ရှိ PSG ကလည်းအဲ့ဒါလိုပဲ PSG ကတော့ position နဲ့ပေါ့နော်ကျွန်တော်တို့ဒါဒီ slow ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့ထိရောက်မှုမြန်ဆန်တဲ့တဦးချင်းကစားမားတွေအကြီးသမီးတွေကိုအတုံးချတဲ့အသင်းမျိုးဆိုတော့ Inter နေနဲ့ခန်းစစ်ကြည့်လျအောင်ကစားပြီးတော့တံပြန်နေနဲ့ကစားမဲ့ပွဲမှာပေါ့နော်ဘလောက်ထိကောင်းအောင်လုပ်နိုင်မလဲပေါ့လေခုနကပြောလိုပဲ Inter ကြီးအတွက်ဒီပွဲဟာအများကြီးရေးကြီးတဲ့ပွဲပါဒါအပြင်တို့ final ကိုနောက်ဆုံးနေနေပြန်တက်တဲ့အခါမျိုးမှာအခွင့်အရေးတော်တော်ရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်။ Manchester City ကလည်းအဲဒီသူတို့နဲ့တွေ့တော့က position ကစားတာတအားကောင်းပြီးတော့အရင် Manchester City ကောင်းနေတဲ့နှစ်သူတို့လက်လွတ်လိုက်ရတယ်1-0နဲ့တင်ဆိုလက်ရှိရှင်ပြန်ရမယ့် PSG မှာအားနည်းချက်တွေကရှိတယ်လုံးဝအားနည်းချက်တွေမရှိတာမျိုးကျွန်တော်မဟုတ်ဘူးဒါပေမဲ့လည်းလို့ပေါ့နော်ဘယ်လိုပြောမလဲနှစ်သင်းစလုံးကဗျာဂိုးသမားဆိုလေကိုစီကောင်းကြတယ်နောက်တန်းဆိုလေပဲအခု William Pacho တို့ပေါ့နော် Hakimi တို့တွေ့ချင်းကျွန်တော်တို့ဒါ Nuno Mendes တို့ပေါ့နော်အာ Marvin Hoss တို့လိုမျိုးအတွေ့အကြုံကိုအရင်မြန်တဲ့ကစားမားတွေကိုပေါင်းစည်းထားတာ။ကွင်းလယ်မှာလည်းပဲအရင် technical ဘိုင်းကောင်းတဲ့ကစားမားတွေကွင်းလယ်မှာသူတို့ပေါင်းစည်းထားတာ။ ဆက်လို့မျိုးဆိုတော့ကကျတော့ PSG ကလည်းမဖေးဘူးတိုက်စစ်ဆိုလို့ရှိရင်ဒမ်ဘီလီတို့ဒီယာဒီတအားကောင်းနေတယ်လုံးဝလုံးဝကျွန်တော်တို့အမှန်ကန်လောက်ပြနေတာအဲကြောင့်ဒီနှစ်သင်းကတော်တော်ကိုကြည့်ကောင်းပါတတော်ကိုကြည့်ကောင်းပါပါတစ်ဘက်ကတော့တိုက်စစ်ကိုဒရက်ဆက်ရှင်ကစားမဲ့အတင်ဘောလုံးပိုင်ဆက်မှုအသာကြီးနဲ့အမှန်ကန်ယူပြီးတော့ကစားမဲ့အတင်ပေါ့လေဒါပေမဲ့တစ်ဖက်ကကျတော့ကောင်တာအချက်သေးဆက်ပီးသေးเนาะဒါမျိုးတွေကိုအားကိုးပြီးတော့ဒါရိုက်ဘောတွေကိုအားကိုးပြီးတော့ကစားမှာ ဆိုတော့အင်တာမီလန်အတွက်တော့အရင်ခက်ခဲပါတယ်ဆိုတဲ့အသင်းကြီးကိုဖျက်သန်းလာရတယ်ဒါပေမဲ့ PSG ကလည်းဒီတိုင်းပဲအရင်ကောင်းပါတယ်เนาะကျွန်တော်တို့တိတ်ပြီးတော့ရေပန်းစားပါတယ်ဆိုတဲ့ဟိုအသင်းကြီးကိုတွေ့ကြော်ပြက်လာတာဗျာပရီးမီးယားလိဂ်ကလပ်အသင်းကြီးကိုအများစုတို့ဖြုတ်လာတယ်ပရီးမီးယားလိဂ်အသင်းအများစုက physical ဘိုင်းအားကောင်းတဲ့အသင်းကြီးအဲ့လိုအသင်းကြီးကို PSG ကဖြုတ်လာတာဆိုလည်းရှိ physical ဘိုင်းကောင်းပါတယ်เนาะ set piece ကောင်းပါတယ်ဆိုတဲ့ direct body ကောင်းပါတယ်ဆိုတဲ့ကျွန်တော်တို့ဒီဟိုဘာတွေကိုလည်းဗာလဲဒီအဲအင်တာမီလန်တို့ဘာတို့ကိုလည်းပေါ့နော်သူတို့ကအမှန်ကန် စင်ပိုင်ကစားနိုင်မှုတဲ့သူကျိုးပန်းမှာပဲအဲကြောင့်အချီနေရကဒီနှစ်သင်းကတော်တော်ကိုဟိုဖီလိုဆိုဖီပိုင်းရပါတော့ယူဆချက်နည်းစနစ်ပိုင်းရစန့်ကျင်မဲ့ဖြစ်နေတယ်ဆိုပြီးမဲ့လေလို့တော်တော်ကြည့်ကောင်းနေမယ်သူတို့ပြင်ကျွန်တော်ကတော့ဗျာ PSG ကတော့သူတို့တမိုင်းမှာချန်ပီယံဖြစ်ကြပါလိမ့်မရဘူးဆိုတော့ပထမဆုံးယူနိုင်ဖို့အတွက်သူကျိုးပန်းလိမ့်မယ်ပေါ့နော်ကျွန်တော်ကလည်းအင်တာကတော့ပူပြီးတော့ချန့်စီတယ်လို့ထင်တယ်ဆွဲဆောင်မှုရှိတဲ့ကစားဟန်တွေတကယ်ကြည့်ကောင်းတဲ့ကစားဟန်တွေကတော့ PSG ကလုတ်ပြထားတာ Luis Enrique အနေနဲ့လည်း Neymar Messi Barbie တို့အလွန်မှာ သူတို့အူစမန်ဒမ်ဘလီဦးဆောင်တဲ့တိုက်စစ်နဲ့လက်ရှိအရန်ကိုကြီးကောင်းတဲ့ကစားရန်တစ်ခုကိုပုံဖော်ပြီးတော့ဒီဖလားကိုယူနိုင်မလားကျွန်တော်ကြည့်ရမယ်ယူကရိုနီနေရောဘယ်အသင်းကဖိုင်နယ်မှာဖလားရသွားလိမ့်မယ်ခင်ဗျာပါလေသူနေကြပါအားလုံးကိုချစ်တင်ပါတယ်